ရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်။အနေဖြင့်ရမူကောင်းငယ်အစီအစဉ်ကနေပြီးတော့ပရိသတ်တွေကိုနေတွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှလည်းပရိသတ်တွေအတွက်ရုပ်ရှင်ကိတာနဲ့ပဲအသေးသေးမှရှိတဲ့လက်တလောလှုပ်ရှားမှုအကြောင်းအရာတွေအပြင်ပရိသတ်တွေချစ်တဲ့အနေပညာရှင်တွေအတွက်အမွေးနေ့ဆုတောင်းနေသူတို့ရဲ့လှုပ်ရှားမှုအကြောင်းအရာတွေအားလုံးလည်းတင်ဆက်ပေးသွားမှာပါ။အနေပညာမူကောင်းငယ်အစီအစဉ်ကိုပရိသတ်တွေအနေနဲ့အခုလိုမျိုး TV ဖန်သားပြန်နေကြည့်ရှုနေသလိုတိုက်ရိုက် live streaming ကြည့်ရှုနေတယ်ဆိုလို့ရှိရင်လည်း www.mrtp4.tv မှာဝင်ရောက်ပြီးတော့ကြည့်ရှုလို့ရပါရဲ့ရှင်။ဝေဖန်အကြံပြုလိုတဲ့အကြောင်းအရာတွေကိုတော့ www www.facebook.com/askyshow မှာဝင်ရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်။ဒါဆိုလို့ရှိရင်ဒီနေ့ရဲ့အနုပညာမှုကောင်းကင်အစီအစဉ်တိစက်မှုကိုစတင်လိုက်ရအောင်နော်။ ရောရှုစားမယ့်အနည်းပညာအကြောင်းအရာတွေရာဆိုရင်တော့ရင်ခုန်တန်စီချင်းကရော့ပွဲပေးခြင်းအခမ်းအနားရဲ့ဘုံကလေးထေးလွေရဲ့ People from our planet တို့အမည်ပေးထားတဲ့ပစီပြပွဲအခမ်းအနားတွေပါဝင်သွားမှာဖြစ်ပါရှင်။ဒါပြင်ဒေသရှင်ဒါဒူဒူရဲ့ဓာတ်ပုံရိုက်ကူးနေမှုပုံရိပ်တွေလည်းပါဝင်သွားမှာဖြစ်ပါတယ်။ဒါပြင်ပရိသတ်တွေချက်တဲ့အနည်းပညာရှင်တွေရဲ့အကယ်ဒမီရင်ခုန်တန်တွေပါဝင်သွားအောင်မှာဖြစ်ပါရှင်။ ီနေ့စက်တင်ဘာလ24ရက်နေ့ဟာဆိုရင်တော့အကယ်ဒမီကြော့ရဲ့အောင်ရွေးမွေးနေ့ဖြစ်ပါတယ်ရှင်။ပရိသတ်တွေရဲ့နှလုံးသားတွေကိုတဘာဝကြတဲ့သေဥဆောင်မှုတွေနဲ့ဝင်ရောက်လာပြီးတော့အကယ်ဒမီထူးချွန်ဆုလဲရရှိခဲ့တဲ့အကယ်ဒမီကြော့ရဲ့အောင်ရွေးမွေးနေ့ဖြစ်ပါတယ်။ဒါကြောင့်အခုမွေးနေ့ကနေစပြီးတော့နောက်နှစ်ပေါင်းများစွာအထိအနည်းပညာလောကမှာခိုင်မာတဲ့အောင်မြင်မှုတွေနဲ့အတူပျော်ရွှင်ချမ်းမြေ့စွာနဲ့ထောင်ရနေထိုင်နိုင်ပါစေလို့အနည်းပညာမှုကောင်းရဲ့အစီအစဉ်ရလေအနည်းပညာရှင်အကယ်ဒမီကြော့ရဲ့အောင်အတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ အချစ်အလွမ်းအကျန်းရေစရာစတဲ့ဇက်ကောင်ဇိုက်တွေကိုအကောင်းဆုံးနဲ့အပြည့်ပြည့်စုံတရုပ်ဆောင်နိုင်သူတက်ဆင်အကယ်ဒမီကျော်ရဲအောင်ရဲ့မွေးနေ့ရက်မြင့်ဟာကြာရောက်လို့လာခဲ့ပြန်ပါပြီ။သူချစ်ရတဲ့မိသားစုနဲ့အတူသူချစ်တဲ့နုပညာလုပ်တွေကိုအကောင်းဆုံးလုပ်ပြနိုင်ခဲ့သူပြည်ပြင်းတဲ့တရုပ်ဆောင်ချက်တွေနဲ့ပြည်သက်ခိုင်မာရရှိထားတဲ့သူတဦးပဲဖြစ်ပါတယ်။သားသမီးဇနီးကျင်ရဆက်က90စားတာလိမ့်မယ်ဆက်ကားရီနဲ့ ရုပ်ရှင်ကယ်ဒမီထူးချွန်စုတွေကိုရယူသိမ့်ပိုက်ထားနိုင်တဲ့ထက်ဆင့်ကယ်ဒမီကြော်ရင်အောင်ကျော်ရွှင်ပွဲရမွေးနေ့ရက်မြက်ဖြစ်ပါစေလို့အမှုပညာမိုးကောင်းငင်ဖွဲ့သားတွေကလည်းစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။မင်းကလေသာလေပြီးနေသွားမိတယ်။အဲဒါပြီးနေစရာဘာပြောလဲတော့ဟောဘလို့ဒီမှာလေဗီဒီယိုကအမျိုးမှမဟုတ်တာဗီဒီယိုကကျမတို့နေအောင်ကွဲခင်းရှိရဲတဲ့အမေအဲ့ဒါပြောနေရလား ့ပြောရမို့စိတ်မကောင်းဖြစ်သွား။ဘာပြောလဲဘလို့ကိုယ်ကမှဟုတ်တယ်အချင်းချင်းမှနောက်ဆက်ရှိရဲ့တဲ့အဲ့အားကြောင့်မို့လို့အဲ့အနောက်ဆက်ကိုပြင်ဝေးတော့အောင်လို့ဖះမှရေရချေရမယ်တဲ့။ဟာဖေရချေရဟုတ်တယ်ပူဇော်ဖို့။ဟာပြန်ပြီချင်းကစီနေရတယ်ဒီမှာရေတရလွယ်လွယ်လေးဖះမှအုံးဝဲငပြောဝဲနဲ့ရေရချေရမှာဟာဟာအုံးမငပြောတခုဆိုလေတခုပေါ့ကွာအုံးမဆိုလေအုံးမငပြောဆိုငပြောပဲပေါ့ကွာမနောက်ခုတော့မလုပ်မှလည်းမင်းကလေအဲ့လိုမှရေရချေကွဲမှာနော် ရပါတယ်ထားတော့ရင်းရမှာသိကြအဲဘယ်နှမတင်းလာနေဆိုတော့အုံဝဲငပြောဝဲနဲ့တူထားရှိကိုကရောက်စီရဒီဆိုင်နော်အဲအဲ့ပါအဲ့ပါကိုကြော်ရအောင်ပေါ့ကိုနိုင်ပေါ့ကိုနိုင်အတွက်ဆူတောင်းပေးရမယ်ဆိုလို့ရှင်အောင်မြင်ပါစေလို့ဆူတောင်းပေးကြရတော့မလို့ပေါ့ तू ကအရင်အောင်မြင်ပြီးတော့ဟိုဇပင်နေအမြန်ဆုံးပြန်ပေါက်လာပါစေလို့မွေးနေရစပြီးတော့တန်ဆွမ်းနှက်မောက်နဲ့ဇပင်နေပေါက်လာပါစေလို့ဆူတောင်းပေးလိုက်ပါတယ် Happy birthday to you. Happy birthday to you. Happy birthday, happy birthday. ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Forever Group Company Limited ရဲ့ Taurus B Production ကနေရိုက်ကူးသွားမဲ့ရင်ခုန်သံစီးချင်းဆိုတဲ့ Home Movie အတွက် Global ပေးနေတဲ့ခန်းနာကိုပရိသတ်များအခုရှုသားကြရတော့မှာဖြစ်ပါတယ်။အာဒီအခန်းနာကိုတော့ကျွန်တော်တို့ရောက်ရှိနေတဲ့ပို့ထောင်ဖျားမှာကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီ Global ပေးနေတဲ့အခန်းနာရဲ့မြင်ကွင်းတွေရဲ့ပြီးတော့ဒီမှာပါဝင်တဲ့ဇကားအကြောင်းအနေနဲ့ပြီးတော့အမှုပညာရှင်တွေရဲ့ဇကားသံတွေကိုပါကြားသိရမှာဖြစ်ပါတယ်ခင်ဗျာ။ပရိသတ်များအားလုံးပဲဆက်လက်ရှုသားကြည့်ပါဦးခင်ဗျာ။ River Group Company Limited ရဲ့ Terrace V Production ကနေရိုက်ကူးသွားမယ်ရင်ခုန်တန် Season Home Movie ဟာဆိုရင်ဒီကိုရဲ့ရဲ့ဝတ္ထုကို Forever Group Company Limited ရဲ့ Secret Department မှာကြည်ပြူလွင်တဲ့အေမိုမိုအောင်တို့ကဇန်ညွန်ရေးသားပေးထားတာပဲဖြစ်ပါတယ်။ ီးကျဲဟောင်းမူဗီကိုဒါရိုက်တာမောင်ပြေဝပန်းဝေသည်ကရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီးတော့ Forever Group မှာမွေးထုတ်ပေးထားတဲ့တရုတ်ဆောင်များနဲ့ရိုက်ကူးသွားမှာပါ Oh fancy ပေါ့ fancy ဇာလေးပေါ့ romance ပေါ့နော်အဲ့လိုဟာမျိုးလေးပေါ့လူငယ်လေးတွေအခုလက်ရှိဖြစ်နေတဲ့ပုံစံမျိုးလေးတွေဟို current ပေါ့လက်ရှိအဲကွနဖုန်းဆိုလဲဖုန်းဖုန်းနဲ့ပတ်သက်တဲ့ update တွေဖြစ်ဖြစ်အောင်နော်ကွန်ပျူတာဆိုအဲ့လိုဟာမျိုးစကလုံးလေးอ่ะအစအဒီကူဟိုပေါ့နိ MR4 ကဒီ တင်တန်းသူဒီဟိုဟာလေးဇန်ညွေးစရာလေးနဲ့စကလုံးလေးသူတို့ရဲ့စကလုံးလေးနဲ့အပေါင်းပြီးတော့အဲ့လို fancy roman လေးပြောင်းရိုက်မယ်လို့စဉ်းစားထားပါရွေးချယ်မှုပိုင်းကလည်းဒီသူတို့အားဒီဒီဟိုဟာပေါ့ MRD4 ဖွဲ့အားတွေရဲ့ဝိုင်းဝန်းသူတို့စီစဉ်ကြတယ်ဒါဥပဒေအတွက်ပထမဆုံးဟိုဟာပြီးတော့ဒီလို crew နဲ့ပြိုက်တာတော့ပထမဆုံးပဲအင်းတော့ဆိုဒီလိုဟာမျိုးဥပဒေတရားလို့လုပ်လိုက်တာအဲခုနကရှူဒီမန်နေဂျာဆိုလဲကောက်ကိုပဲစီစဉ်လိုက်တာဟိုဟာဒါပေမဲ့ခုကအဖွဲ့စည်းနဲ့ပထမဆုံးစလို့ရတယ်ဆိုတော့နည်းနည်းတော့ဟိုဟာတော့အတိ နည်းနည်းဟွာဖြစ်ရတာပေါ့အဲဘယ်မှာသွားကောင်းမလဲတီးမကောင်းတဲ့အခါကျတော့ဘယ်မှာသွားကောင်းမလဲအလိုလိုရတဲ့အခါကျတော့ဟိုစုပေါင်းပြီးလောရတဲ့အရာသာဥပ္ပတိရယ်အဲအပြင်မှာအဲ့လိုရဲလို့လို့မရဘူးဒီမှာအဲ့လိုမျိုးလုခွင့်ရတဲ့အတွက်ဥပ္ပတိဂျေနန်ဂျေနတ်ပြုတ်ပြီးလက်ခံလိုက်တာနောက်ပြီးတော့ဒီကနေပြီးတော့သူကဒီဗီဒီယိုလေးကောင်းနေဆိုရင်ကာကြီး transfer လုပ်လို့ရတဲ့အစင်လေးအဲရှိရင်အခွင့်အရေးတခုမျှော်လင့်လို့ရတဲ့အတွက်ဥပ္ပိအဲ့ဒါကိုလည်းမျှော်လင့်လို့ဒီကောက်လက်ခံလိုက်တာ ဒီကားထဲမှာ၃ခုခွဲဆိုတော့ကိုက်တာ၃မျိုးဟာတကူခွဲကြတော့ဟာရပ်ပါဂီတယူနောက်တကူခွဲကြတော့ဂျန်နမန်သူကတီတီညင်ညင်ပဲစကားပြောတာစာအေးချမ်းပြောတယ်နောက်တကူခွဲကြတော့ဓပ်ပုံဆရာသူကအလှပအောင်မြင်လို့တယ်ဒါပေမဲ့သူဝတ်တာစားတာတွေကစာအဲ့လိုမျိုးတီရှပ်ပုံစံမျိုးလေးဝတ်တယ်သူကဟိုမြန်မာဆန်ဆန်အဲ့လိုမျိုးကော်မလေးတွေမြင်သူကဓပ်ပုံရိုက်တတ်တယ်ရှုခင်းလေးပါလှရင်ရိုက်တတ်တယ် ။ဟောကာရီတာ၃ခုကအဲ့လို꿰ပဲပေါ့။ဒီရခုံတဲ့စီးချင်းမှာပေါ့နော်ညီမကာရီတာလေးကပဲယောက်ျားလေးဆန်နဲ့အမ်ပြီးတော့မင်းကလေးလိုပဲဝတ်တယ်ပေါ့ဒါပေမဲ့ယောက်ျားရှာပုံစံမျိုးမဟုတ်ယောက်ျားလေးဆက်ဆန်နေတတ်တယ်ပြီးတော့တငယ်ချင်းတွေတမ်းမဆရာလုတ်တတ်တယ်အမ်အဲ့လိုမျိုးကာရီတာလေးပေါ့နည်းနည်းဆက်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 ဒီဟိုနေရာဆိုလဲဆက်ဆက်ဒီနေရာဆိုလဲဆက်ဆက်ဆက်ပါတတ်တဲ့နေရာလေးပေါ့နော်ဟုတ်အာဒီစကားမှာညီမပါဝင်ပါတော့အမရာထိတ်တင်ဆိုတဲ့နေရာပေါ့နော်အဲ့ဒီနေရာလေးကနေပါဝင်ပါပါဟုတ်ကာရိုက်တာလေးရတော့ပါပေါ့နော်ညီမကအာတထေးသမီးတရားပေါ့နော်နောက်ပြီးကျတော့

ီ quality မျိုးနဲ့နိုင်ငံတကာအဆင့်ထိထိုးပေါက်လာအောင်ပေါ့နော်ဟို recruit ဟိုထုတ်လွှင့်နိုင်အောင်ပေါ့ဟိုဒီတော့ငါပြောပါတယ် season 9ရဲ့အပိုင်းတော့အဓိကပေါ့ဒီဇလန်းပေါ့နော်ဇလန်းရောဒီအကောင်းဆုံးဇလန်းဖြစ်အောင်အကောင်းဆုံးဇလန်းတွေကိုကျွန်တော်ရေးချက်ထားတယ်နောက်တစ်ခုကတော့မြန်မာနိုင်ငံမှာရှိရဲ့ဒီ number 2 director တော်တော်များများအောင်ဟိုကျွန်တော်နဲ့ဒီလက်တွဲပုံပေါ်တော်လေကျွန်တော်ကန်လန်းထားရပေါ့ ရိသတ်များရှင်ရုပ်ရှင်ဗီဒီယိုများကိုနိုင်ငံတကာအဆင့်တန်းမီဇီယံရည်ရွယ်ပြီး Forever Group Company Limited ရဲ့ Terrace B Production ကနေရိုက်ကူးသွားမယ်။ရင်ခုန်သံစီးကျင်း Home Movie ကတော့ဝဲပြီးအခမ်းအနားကိုရုပ်ရှင်ဗီဒီယိုချစ်ပရိသတ်များသိရှိစေဖို့အနုပညာမိုးကောင်းရဲ့အစီအစဉ်ကနေအခုလိုပဲရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ရှင်။